ငါကျွလွန်မိတဲ့ကန်တဘာဟာမင်းမေမင်းညူအပိုင်းငါမဖြစ်နိုင်ဘူးဆိုတဲ့အချိန်ဤတစ်ခုမှာငါချေတလန်းတို့ရင်အကူချေတလန်းပြန်ဆုတ်တယ်အကူဟာအဲ့ဒီလိုလူကြီးလူကောင်းပိတလွန်နေအဲ့ဒီနေ့ကနေတာတယ်စနစ်ကျော်မှအကူဆိုင်လာခင်းနေအရင်လိုတယောက်တည်းမဟုတ်တော့ဘူးအမျိုးသမီးလေးတစ်ခါရင်ပါလာတယ်ဆန်ရှိရောက်တဲ့ကကျမကိုကြည့်နေလိုက်တာ ဘလို့အကြည့်မျိုးလဲမပြောပြတတ်ဘူးကျမစိတ်မှာခံစားမိတာကရှားနှုံးကြည့်ကျမဆိုတာတိသွားပြီဆိုတာပဲအကူကကျမရှိရာဘက်ခြေဦးတော်မလှဲ့ကြည့်ပါဦးငယ်အကူကမိဘတောင်မလှဲ့ဘူးမင်းအဲ့ဒါ तू မဟုတ်တာလှုပ်ထားလို့လေ तू မလုံလို့လေပြီးပြီဇလန်းကသူ့ဟာမှလည်းတိသွားတော့ပြီဖြစ်လာခဲ့ရင်တော့ငယ်ရှင်းမယ်ဘာမှထပ်မဖြစ်လာဘူးဆိုရင်တော့မိငယ်ကိုဂရိပေးပါ တော့မပတ်သက်ပါဘူးလို့အင်မငယ်အရင်လုံကျမဝရဏာကို မထွက်တော့ဘူးအဆောင်အပြင်ဈေးနဲ့အလုပ်လည်းမသွားတော့ဘူးအဆောင်လေးသာအောင်းနေဖြစ်တော်တယ်မနက်စာအပြင် နေ့လယ်စာညစာကိုရောကျမအတွက်လုပ်ပေးရပြီးငယ်ဟာအရင်ထက်ပိုပင်ပန်းနေရှာတယ်အဆောင်လေးလေးအမြင်ကျမတယောက်သာကြံခဲ့တယ်အခုပြောပြလိုက်တာတေချာနေပြီတတိထားမိသလား အမျိုးသမီးကကျမတို့အဆောင်ကိုသာအမြင်ကြည့်နေတတ်တယ်။မိလိုက်မေးဒီကောင်ကိုငယ်လေးခံစားမိတယ်။အမိမတိသွားပြီဆိုတာ။သူပြောပြစရာ မလိုဘူးလေ။ဟုတ်တယ်ဟုတ်လား။ငယ်သူမတတ်တာလို့ပြောပြလိုက်ရတာဖြစ်မှာ။ဒါမေကသူ့ဘက်ကအကောင်းမြင်နေတာကိုဘလို့ပဲပြောပြောမေဆိုတာပြောပြဖို့မသင့်တော်ဘူးလေ။ဒါပေမဲ့ငယ်သူဘလို့ရင်းနှိယူရဘလို့ရင်းပြောလိုက်ရလဲမှမသိတာ မိကိုရမ်းလာမတွေ့ဘူးလေငဲတကယ်အံ့ဩမိတယ်တိလားအချက်ဟာလူကြီးကိုဒီလောက်တောင်ယူသွစ်စေတာပါလားလို့မိကြိုက်တာလို့ကြိုက်တယ်လို့နေပါမိနားမှာငဲရှိတယ်ဒါပေမဲ့အရေးလဲမပါဘာမှလည်းမဟုတ်တဲ့ကောင်အထွတ်တော့ကိုကိုကိုမနှိမ့်ဆက်ပါနေတော့မိရဲ့ချက်ထားတဲ့ဟာတွေလည်းမစားဘူးအိတ်လည်းမအိတ်ဘူးမိအိတ်ပါရဲ့ငဲရဲ့ဘမအိတ်ပြီမိမျက်လုံးတွေကတက်တယ်ပဲလေအင်းပါအိတ်ပါမိ ငယ်အလုတ်သွားတော့မင်းထပြီးမနှက်စာစားတော့ပြီးမှပြန်အိတ်အင်မခေယူဆိုင်ငယ်အင်မလို့သာပြောလိုက်ရတာကျမစိတ်မှာဘာမှမစားခြင်းထလည်းမထခြင်းအခုလိုတယောက်ထင်းအဆောင်မှာရှိနေခဲ့တဲ့အချိန်ဆိုအယူလိုပါပဲရှေ့မှာစူညံတန်ကြားတိုင်းချောင်းချီနေမိခဲ့တယ်ရန်လာတွေ့နေပြီလားအခုတို့ရန်ဖြစ်နေကြမလားဆိုပြီးတော့ပေါ့ active noun ဖြစ်နေတဲ့အခု fiber ကို အချိန်ပြည့်ထိုင်ကြည့်နေမိခဲ့တယ်။အကိုဘာလို့စာမပို့တာလဲ။အကျိုးချောင်းလေးတော့ပြောတင်နေမဟုတ်လား။အကိုရဲ့ပုံကိုကြည့်ပြီးစကားတွေပြောနေမိပြန်တယ်။စရဲကငါစခဲ့ရတာ။ဆက်တွေ့တော့လေငါပဲ။ချစ်ခဲ့တာလေငါပဲ။ငါကျင်တော့လေငါပဲ။သူဘယ်တော့ငါကိုနှွေးထွေးစေခဲ့လို့လဲ။ဘာများကောင်းလို့လဲငါအပေါ်။ဟမ်။နင်ဘာတွေကို မှတ်မုန်းနေရလဲ။ မင်းချစ်ချစ်မချစ်ချစ်ကိုကတော့မင်းကိုတင်းရဲ့အထိချစ်သွားမှာပဲမကြားချင်ဘူးမကြားချင်ဘူးမပြောပါနဲ့ရောအကူရင်အကူကမုံမှုအားမွေးပေမဲ့ကျမနာတယ်အဲ့ဒီစကားတန်တွေထပ်ဖန်တလဲလဲပြန်ချားနေမိခဲ့တယ်လွမြောက်ပေးရစီရောအကူရင်ငါလွတ်လပ်ပေးရစီရောစိတ်တွေရှုပ်ထွေးပြီးအယူတယောက်လိုနေတိုင်းအခန်းထဲပဲငုံနေမိခဲ့တယ်အကူက fiber မသုံးတော်ဘူးထင်တယ် active now လဲမတွေ့ရတော့ဘူး ငယ်မင်းလေးအခုအဆင်ပြေရဲ့လားသိချင်တယ်ဖိုင်ဘာတော့မတုံရောပဲပြီးတော့အတန်လေးချားချင်တယ်ငယ်မင်းယူတော့မင်းသူအဆင်ပြေရဲ့လားသိချင်တယ်တခါတော့ကုညီပေးပါလားမင်းသာအဆင်ပြေအောင်အရင်နေပါမေယာအခုကငယ်သူ့ကိုဖုန်းဆက်ပေးလို့ရမလားပစ္စည်းတစ်ခုခုမေးပြီးတော့လေလောက်ပါငယ်နော်ဖိုင်ဘာတော့လားပုံပို့ပေးမယ်ဆိုပြီးတော့လေနော်ငယ်နော်လို့ ဒီတစ်ခါပါပဲငယ်နော်သူသာငင်းရင်ကျမငိုတော့မယ်ဆိုတာသိလို့ငဲ့မှမငင်းတာဟယ်လိုအကိုသတင်းချက်မှာတုံးတဲ့မီးတွဲလေးပြီးရှိလားညီမကဘယ်လိုမျိုးလိုချင်တာလဲပုံပြပေးရမလား fiber တုံးလားဟမ် fiber တုံးလားလို့အင်းတုံးတယ်ပို့လိုက်လေငယ်ဖုန်းချလိုက်ပြီးရပြီဟုတ်လား fiber တုံးနေတယ်လေအဲ့ဆို active နောင်ဖြောက်ထားတာပေါ့နော် မိကိုမမြင်ခြင်းလို့ဖြစ်မှာပေါ့ active noun တောင်ဖြောက်ထားတဲ့လားအကူရဲ့ခုနကအတန်ဖန်းထားတယ်မဟုတ်လားရင်မိကိုပို့ပြီးဘာလို့မလို့လဲမေးနားထောင်နေခြင်းလို့မေးရဲ့အိရာတဲ့အကူအတန်ကိုချက်ခါတလေလေးနားထောင်နေမိတယ်တခါတလေလေးအကူဆိုင်ကိုခိုးကြည့်မိခဲ့တယ်အကူကကျမတို့အဆောင်ဘက်သို့အမြဲကြောပေးလျက်အကူကဘလို့လူမျိုးလဲသူ ကျမကိုချက်တယ်ဆို့ ဖြတ်သွားတော့လေတိကနေပါပဲလားအချက်ဟာဒီလိုလေအပြက်လွယ်သေးလားတကားဖွင့်လိုက်ချင်းအမတ်မထင် အကူနဲ့အကြည့်ဆုံသွားခဲ့တယ်။ကျမကအသားရောင်လေးဝတ်ထားတဲ့နေ့တိုက်တိုက်ဆန်ဆိုင်မှာပဲအကူနဲ့အသားရောင်ဝတ်ထားတယ်။ဒါပေမဲ့ပရင်တကားကိုစောင့်ပြီးပြန်ပိတ်ချပစ်လိုက်တယ်။လှူလေသူ့ကို95ငါနာကျင်ရလိမ့်မယ်။အလကားငါ့ကိုကစားနေတယ်လို့လို့တွေးပြီးမပြတ်မသားစိတ်ကလေးနဲ့ မန်တင်းပြတ်သားလိုက်မိသေးတယ်။နေ့လယ်ထမင်းစားချိန်တကားဖွင့်မိလိုက်ပြန်တော့စိတ်မှန်တင်းထားပေမဲ့အခုမြင်ခွင်ဟာစိတ်ရောနှလုံးသားကိုပါ အစိတ်စိတ်အမွှားမွှားချစ်စီခဲ့တယ်။အခုကျမအခန်းကိုငင်းပိုင်စွာ ကြည့်နေခဲ့တယ်။အခုပြောစရာရရှိနေမယ်။သူ့မျက်ဝန်းတွေသူ့မျက်ဝန်းညိုတွေမှလည်းနာကျင်မှုတွေနဲ့။အိုးမကြားချင်ပါနဲ့တော့မမြင်ချင်ပါနဲ့တော့မေရဲ့။ တခဏလေးတောင်ကျမကိုမလွမ်းပါနဲ့အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီးကျမကိုတတိမရပါနဲ့အကူရဲ့ကောင်းမင်ထင်လို့အကူကစရက်ဆက်ခဲ့ပြီးပြီပဲအကူရွေးချယ်မှုပဲလေဖြစ်ခဲ့ကြတဲ့အတိတ်ကို အတိတ်မှာထားခဲ့လိုက်ပါတော့နောင်တနဲ့မရှင်တန်ပါနဲ့တော့အကူမှန်ပါတယ်အကူရွေးချယ်မှုမှန်ခဲ့ပါတယ်အကူဘလို့အရာနဲ့အင်ဆိုင်နေရလဲဆိုတာကျမမသိဘူးကျမဘလို့ရင်ဆိုင်နေရမလဲ ဘလောက်နာကျင်နေလဲဆိုတာလဲအကူမသိဘူးရှိပါစီတော့နေပါစီတော့အကူရင်အကူရွေးတဲ့လမ်းမှာသုံးယောက်လုံးဟာအဖြူအလဲပါပဲကျမကရှုံးသူလားနိုင်သူလားမသိပေမဲ့အသေးချာဆုံးကတော့အဖြူလဲခံရဆုံးပါဂျင်းနဲ့ပါရင် အကူဆုံးဖြတ်ချက်အတိုင်းမို့ဂျင်းနဲ့လိုက်ပါမယ်ပြောင်းအောင်နေပါနာကျင်ရတာနဲ့နန်းခွေလိုက်ရတာနဲ့တန်အောင်ပြပြနေပေးပါကိုဘဝနဲ့ကိုမို့ လွတ်လပ်စွာပြန်တန်းမာတော့အကိုရဲ့အချိန်ဘလောက်ကြာခဲ့လဲကျမမသိအဲ့ဒီမျက်မွန်းညိုရင်းကိုငေးပြီးစကားတွေပြောနေမိတယ်သူလည်းကျမကိုစကားတွေပြောနေလိမ့်မယ်ကျမကစအကြည့်ကိုလှဲပစ်ပြီးတကားကိုပြန်ပိတ်လိုက်တယ်ကျမကိုမချီပါနဲ့တော့ထပ်မချီပါနဲ့တော့အကိုရဲ့တကားဝမှာတယ်အာရပါရငုံချလိုက်မိတယ်ဒီမျက်ရည်တွေဟာနောက်ဆုံးဖြစ်ပြရစီ စပွဲပေါ်မှာတင်ထားတဲ့စာအုပ်ကလေးကိုတစ်တာနဲ့ထိတ်ပိတ်ပြစ်လိုက်တယ်။မပေးပြစ်တော့တဲ့အဲ့ဒီပစ္စည်းလေးကိုရောပေါ့။